ငါခင်မင်းမြတ်လို့ရတဲ့ပုံကိုယ်တွေငါတမိုးထားတဲ့ပစ္စည်းဥစ္စာတွေတရှိတဲ့မဲ့အလုံးဟာမြတ်လို့တယ်ဆိုတာတရှိကိုသာမြတ်လို့တာမဟုတ်ဘူးတမဲ့ကိုလည်းမြတ်လို့တယ်ကိုတမိုးထားတဲ့ပစ္စည်းလေးတွေကိုယရကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေတမိုးထားကြတယ်မြတ်လို့ရအဲ့ဒါတွေကိုခေါင်းနဲ့စဉ်းစားပြီးတော့အော်ငါတမိုးမြတ်လို့ထားတမိုးထားပြီးတော့မြတ်လို့တဲ့တရှိပုံကိုယ်တွေနဲ့သုံးမုံငါပိုင်ဆိုင်တဲ့ပစ္စည်းတွေနဲ့ တနေ့ကျတော့ငါခွဲသွားရမှာပါလားခွဲခွာရမယ့်သဘောငါမှရှိနေပါလားဆိုလေစဉ်းစားစဉ်းစားပါတဲ့မစဉ်းစားဘဲနဲ့ယုတ်ရက်ခွဲသွားတာလေမစဉ်းစားကြတော့မစဉ်းစားဘဲနဲ့ခွဲသွားတာလေညာခွဲသွားပြီဆိုရင်ယူကြုံမရဖြစ်တတ်တယ်အဲ့ဒါလို့စဉ်းစားထားမယ်ဆိုလို့ရှိရင်ဘလို့အကျိုးရှိတယ် မပြတ်ဆင်ခြင်းစဉ်းစားရင်ဘလို့အကျိုးရှိတော့ဆိုသတ္တဝါတွေမှာတဲ့ကိုမျက်နှိုးတဲ့အရာတွေနဲ့ပတ်သက်လာပြီးတော့တွေ့တာမှုတွေကတိုးတက်တိုးတက်လာတတ်တယ်။ပုဂ္ဂိုလ်ကိုမျက်နှိုးခင်မရင်လည်းတွေ့တာမှုကကြီးထွားလာပစ္စည်းကိုမျက်နှိုးလို့ရှိရင်လည်းတွေ့တာမှုကကြီးထွားလာဒီကအဲ့ဒီအကုသိုလ်တိုးတက်အဲ့ဒါကိုအကြောင်းပြုပြီးတော့တခြားအကုသိုလ်တွေလည်းလုံလာတတ်တယ်။ကိုတွေ့တာမှုကိုအကြောင်းပြုပြီးတော့ အကုသိုလ်ဇက်တိုက်ဖြစ်လာနိုင် အခုလိုဆင်ញင်သုံးသပ်ပေးခြင်းအပြင်တွယ်တံမှုတွေကိုရှင်းချနိုင်တယ်ရှင်းချနိုင်သည့်အတွက်ကြောင့်အကုသိုလ်တွေလည်းရောချသွားနိုင်ဒီလိုအကျိုးကျေးဇူးရှိပါတယ်တဲ့ဆင်ញင်သုံးသပ်ပေးရမယ်